ားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်တွေတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 32နည်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်တွေတို့အတွက်ဇလံကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်တွေတို့ကပြန်လည်ခံပြီးတော့မှဇလံလေးရဲ့အစုံထိပ်ကိုကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးပဲမင်္ဂလာပါ။ကျမကတော့ Kara ဖြစ်ပါတယ်။ကျမကိုလီအိုးလို့လည်းခေါ်ကြပါတယ်။စကားရက်များလို့ပေါ့။ ကျမဘဲစင်ကလေးကစကားရိစပြီးများလာတာလဲဆိုတော့ဟိုးပေါက်စလေးကလေးကဖြစ်ပါတယ်။ဖေဖေမမေတမိတီမလေးနေနေစဉ်းစားမိတာလေ။အာဘာစဉ်းစားမိလဲဆိုတော့တမိစဉ်းစားနေတာကိုအမေတို့တည်တာ။ဒီအခန်းကို အရှောင်ပြောင်းအောင်မလားလို့လေ။ဒီခေတ်ကြီးထဲမှာမင်းကလေးဆိုရင်ပန်းရောင်ကြရမယ်ဆိုပြီးတော့ခွဲခြားထားတာမျိုးမရှိတော့တာ။တမိစဉ်းစားထားတာရှိတယ်။တမိတို့တွေကကျမဒီလိုပဲအမြဲတမ်းစကားပြောနေတတ်ပါတယ်။ကျမ၆လသားအရွယ်ကလေးကကောင်းကောင်းစကားစပြောတတ်နေပြီလေ။ ဲ့ဒီအချိန်ကစပြီးတော့ကျမကိုဘယ်သူမှမတားနိုင်တော့ပါဘူး။ပါဇက်ပိတ်သွားအောင်လည်းဘယ်သူမှမလုပ်နိုင်ပါဘူး။ကျမအရာဝိထုတွေကိုလေ့လာရတာပြန်ပြီးတော့မျှဝေပေးရတာကိုလည်းသဘောကျပါတယ်။ဘယ်သူနဲ့မဆိုဘာကြောင့်ကိုမဆိုကျမပြောနိုင်ပါတယ်။ကံမကောင်းချင်တော့ကျမကတဦးရဲတော့သမီးဖြစ်နေကြတာပါ။ဒီတော့ကျမနားမှာစကားပြောမဲ့သူကအများကြီးမရှိဘူးလေ။ကျမမိဘတွေကလည်းအရန်အလုပ်များကြတာကိုသမီးလေသမီးချက်ကိုဝေလငမန်းဒီအကြောင်းကိုပြလိုက်သေးတယ်။ တကယ်ဝေလငါအစ်စ်တွေကအစ်စ်မဟုတ်တဲ့အကြောင်းလေးပြပြသေးတယ်။ကြည့်လိုက်အောင်ဒါကဘဟတ်ဒီလေ။တကယ်တော့ဝေလငါတွေမှာကဘဟတ်အစားအဆုပ်တွေရှိတာ။ဒါကြီးကငမန်းအစ်စ်တာမဟုတ်ဘူး။ဒါရီကမျောမိတတ်တာပဲ။အဲအကြောင်းသူတို့ကဝေလငမန်းဆိုပြီးတော့တမင်းသားစားစမခါရာမမီးကလည်းတမီးပြောကိုတစ်ချက်တောင်မကြည့်ပဲနဲ့ဖေဖေကရောဘလို့ထင်လဲဖေဖေငားကြိုက်လားကျမရဲ့မိဘတွေကဖုန်းနဲ့ laptop တွေကိုကျမထပ်တော့ပို့ချစ်ပါသေးတယ်။ ဲဒါကြောင့်မဲကျမကအယုတ်တွေနဲ့စကားပြောရတာကိုသဘောကျလာတာဖြစ်ပါတယ်။ဂုံတေးရှိလူကြီးမြများရှင်ဒီနေ့ကျမတင်ဆက်ပြသပေးမှာကတော့တိတ်ကိုထူးကြလွန်တဲ့အီလီအက်ဆိုတဲ့ကပြားတပုတ်ပဲဖြစ်ပါတယ်။ကပြားဆုံးတဲ့အထိလက်ခုပ်တံတွေကိုချိန်ထားပေးပါအောင်။ကျမမိဘတွေကကျမကိုအချိန်မပေးကြတော့ကျမလည်းကြောက်တတ်တဲ့အချိန်မှအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ကျမကအတိုင်းနဲ့မှအတော်ဆုံးလေ။ကလေးတို့ဒီမိကွရဲ့အဖြစ်ကိုဘယ်သူသိလဲ။တမီးတမီးသိတယ်။ ခါရအပြင်တခြားသူရှိသေးလားတမီးကိုရွေးပါဆရာမတခြားသူရှိသေးလားခါရပဲလားတမီးကဒီကျောင်းကိုဖတ်ထားတာမကြသေးပါဘူးဆရာမအဖြေကနည်းနည်းရှိပြီးတော့ရှုပ်ထွေးပါတယ်ဒီကျောင်းကိုပြပြကြရမယ်ဆိုရင်တော့ကပ္ပကြီးကတော်တော်လေးကိုကြီးမပြီးအတန်ဒီအကျောင်းကိုအရင်ပြပြမှတ်ဖြစ်မယ်ထင်တယ်အတန်ဒီအကျောင်းကိုပြပြမယ်ဆိုရင်တော့တမီးတို့တွေကကျမဒီအကျောင်းတွေကိုပြပြဖို့တအားစိတ်လှရှားနေတော့ဘာတွေကကျမကိုလွှမ်းမိုးသွားလဲမသိပါဘူး ကျမစကားရီကိုမရှင်းနိုင်ပဲနဲ့အများကြီးပြောနေမိပါတယ်။ဒါနဲ့ဆရာကြီးကလည်းကျမကိုမိဘခေါ်တဲ့အထီးဖြစ်သွားပါတယ်။ဆရာဝန်နဲ့ပြဖို့အတွက်တိုက်တွန်းကြတာပေါ့။အဲဒီအချိန်ကြတော့မှဆစ်ဆစ်ချက်အဖေကကျမမစကားအဆက်မပြတ်ပြောတတ်တဲ့ယောဂတမျိုးရှိနေတာကိုသိလိုက်ရပါတယ်။ဟုတ်တယ်သမီးအသက်ကိုရှူရမယ်နော်။တတိလေးကပ်ပြီးတော့ဖြည်းဖြည်းလေးရှူ။စကားမပြောနဲ့အသက်လေးပြင်းပြင်းရှူ။အသက်ပြင်းပြင်းရှူတာကကျမရဲ့ယောဂကိုကုသပေးနိုင်တယ်လို့ဆရာဝန်ကပြောလာတယ်ဆိုပေမဲ့ကျမဆရာဝန်ကနေပြန်လာချင်းချင်းမဲ့ ကျမခန္ဓာကိုယ်ကပြန်ပြီးတော့နေသားကျသွားပါတယ်။မမေတို့တီလားတမီးတို့နေအဖွဲစည်းကြီးထဲမှာကအချိုးကြီးရှိလုံးပဲရှိတာ။ပြီးတော့တိမ်ပေါက်တန်းလောက်ရှိတဲ့ကျဲတွေရှိတယ်။ဘလူးတိုမှာအစတုန်းကတက်ရှိတွေနေခဲ့ကြသေးတယ်လို့ပြောတယ်။ဒါပေမဲ့ရုံနိုင်လောက်လားအဲ့ဒီချိုးတွေကိုစင်းကပြုတ်လို့ရတယ်တဲ့။တန်းလားစရာဘလူးတိုချိုးလေးပေါ့။ဘသူမှတာဝန်ရှိလဲဆိုတာတီလား။ပြပြမယ်နေအောင်တော့။ဟာဒုက္ခပဲ။သူပိုဆုံးလို့တာပဲ။ကျမမိပါတွေကကျမကိုထပ်ပြီးတော့တီးမခံနိုင်တော့ဘူး။ ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့သူတို့တွေကကျမကိုကျမရဲ့အဖိုးနဲ့အတူတူထားခဲ့လိုက်ကြပါတယ်။ပြပြရရင်ကျမရဲ့အဖိုးကသူ့ရဲ့လက်ကွင်းလေးထဲမှာပင်ပင်မမန်းကိုရုံးကန်ရပါတယ်။ဒီမှာကမြမြဆဆဘာမှမရှိမှအဖိုးသိပါတယ်။ဒါပေမဲ့အဖိုးပိုင်သမီးကသမီးအတွက်ကြီးပဲနော်။တီးပင်စားပင်ဒီဘလို့ဆောက်ရလဲသမီးသိချင်လား။အဖိုးထက်သမီးကပို့ပြီးတော့ကန်ကောင်းချင်လဲကောင်းနေမှာပေါ့။အင်းအင်းအင်းသမီးတင်ချင်နေ။အဖိုးကကျမကိုတင်ပေးသမီးအကုန်လုံးကိုကျမသဘောချပါတယ်။ အပင်နေအကြောင်းကိုလည်းပို့ပြီးတော့လေးလာဖြစ်လာပါတယ်။ခက်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 လောက်ရတဲ့အလုပ်တွေမှာပစ္စည်းပစ္စည်းတွေကိုဘလို့ကင်တွေ့ရမလဲဆိုတာကိုလည်းသိယူခဲ့ပါတယ်။တခါတလေဆိုစေးပြားလေးရုံတွေကိုလည်းမောင်းလိုက်သေးတယ်လေ။အချိန်ကတခဏလေးတွင်းမာရိမ့်မဲ့ကျမရဲ့လေကွင်းလေးကအသီးနှံမျိုးစုံနဲ့စုံနေတော့ပဲ။ကျမအဖိုးရဲ့စာအုပ်တအုပ်ထဲမှာဖတ်လိုက်ရတာကအပင်နေကိုစကားပြောပြီးရင်သူတို့လေးတွေက ပို့ပြီးတော့ကောင်းကောင်းမမကြီးချွာလာစီတယ်တဲ့။ဘာလို့လဲဆိုတော့ကျမတို့ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေတွေချဖြစ်ပါတယ်။ အဲ့ဒါကြောင့်ကျမသူတို့လေးတွေနဲ့နေတိုင်းစကားပြောပြပါရယ်။ပြီးတော့တွေ့သည့်အကောင့်လေးတွေနဲ့လည်းစကားပြောပါရယ်။အဲ့ဒီမှာတင်အန်အိုစီအကောင့်နာတွေကိုကျမရှာတွေ့ခဲ့တာပေါ့။ကျမတို့လေကွင်းလေးကအခီးသွားဧည့်သည်တွေကိုဆက်ဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါရယ်။တိတ်လာတဲ့အသီးနှံတွေနဲ့ပန်းပွင့်တွေကိုစိုက်ပျိုးပေးနိုင်တဲ့သူအဖြစ်ကျမလည်းနိုင်ငံတစ်ခုလုံးမှာတော်တော်လေးကိုနာမည်ကြီးလာတာပေါ့။မင်းကလေးမင်းကလေးအနေနဲ့ဒီလေကွင်းကိုအချိန်တော်လေးတွင်မှာဘယ်လိုမျိုးစိုက်ပျိုးနိုင်ရတာလဲ။ လွယ်ပါတယ်။မြေစီဩဆာကောင်းမှုနဲ့ရေလောင်းပေးဖို့ပဲလိုပါတယ်။ပြီးတော့မြေဩဆာကောင်းကောင်းလေးကျွေးပေးရတယ်။ဘလို့မြေဩဆာမျိုးကိုမင်းကလေးကသုံးပြီးတော့စိုက်တာလဲ။မေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါနဲ့ရှင်တို့မှာအချိန်ဘယ်လောက်ရလဲ။ဒီမှာရှိတဲ့စူပါမားကတ်တိုင်းနဲ့ပန်းစံတိုင်းကကျွန်တော်တို့စီကလပ်ပလွန်နဲ့ပန်းတွေနဲ့ဟင်းသီးဟိရွက်တွေကိုလာဝယ်ခဲ့ကြပါတယ်။ဒီလိုနဲ့တနေ့ပြီးတနေ့ကုန်သွားလိုက်တာနှစ်တွေအများကြီးလက်ကျလာရော။ဘယ်သူရောက်လာလဲကြည့်လိုက်ပါဦး။ဟေးသမီးလေးသမီးရဲ့အဖေနဲ့အမေတို့သမီးကိုတရင်နဲ့မှတွေ့လိုက်တယ်။ သမီးလေးကထူးခြားတဲ့မိန်းကလေးများအဖေတို့တည်တာပဲအင်ကိုပြန်လိုက်ဖို့အတွက်အဆင်သင့်ပဲလားအော်အဖေတို့မေတို့ကအခုမှလာပြီးတော့သမီးကိုခေါ်နေကြရပေါ့ဒါကသမီးရဲ့အိမ်ပဲနော်အဖေတို့နေရဂယူဆိုက်တာဆိုလို့အဖေတို့ရဲ့အလုပ်တွေပဲရှိတာသမီးကိုလွတ်လွတ်ရှူထားတယ်လို့မျိုးဆက်ဆံခံနေရတာတွေကိုသမီးစိတ်ကုန်နေပြီအဖိုးကသမီးပြောတာတွေကိုလည်းနားထောင်ပေးတယ်သမီးရဲ့အတန်ကိုအတုံးချဖို့လည်းအားပေးတယ်အခုတော့ကြည့်ကြည့်လိုက်သမီးရဲ့စူးစမ်းမှုကြောင့်ဘာတွေဖြစ်လာလဲဆိုတာအမေတို့မြင်နေမလား 6မိနစ်တောင်ကြာသွားပြီးတော့မှတမျိုးလာပြန်ခေါ်ကြတယ်။အစရိကလည်းဆက်နိုင်သွားပြီးတော့မှလေ။ကျမအဖေနဲ့အမေစာပြများနေတော့မှကားလာလာလေးတစီကိုထိုးရက်လိုက်ပြီးတော့အဖိုးကြီးတယောက်ကားပေါ်ကဆီလာပါတယ်။သူကတောင်ဝင်းဝိစာကိုဝတ်ထားပါတယ်။မင်းကဒီတင်းစားရဲကမင်းကလေးလား။ဟုတ်ပါရဲ့အဲ့ဒါကျမပါ။ဂျီလူရီကိုစိတ်တမထားနေပါနဲ့နော်။သူတို့ကပြန်တော့မှမင်းကလေးဒါကကျွန်တော်တွေ့ဘူးသမျှတွေထဲမှာတိတ်ကိုတော်လုံးနဲ့ပန်းနှားစင်မှုမျိုးပါပဲ။ မင်းရဲ့အရေးချင်းတွေကိုတွေ့ပြီးပြီဆိုတော့ကျွန်တော်သိချင်တာကမင်းကလေးအနေနဲ့ကျွန်တော်တို့နန်းတော်မှာပန်းလှစင်ပေးနိုင်မလားလို့ပါဘယင်ကြီးကကျမတို့ကိုသူ့ရဲ့နန်းတော်ထဲမှာနေနေစေချင်တာတဲ့ကျမနန်းတော်ထဲမှာ ပြောင်းနေဖို့အတွက်စောင့်တော်မစောင့်နိုင်တော့ဘူးမိုက်လိုက်တာအင်ကြီးကိုကြည့်ပါအောင်ဒီအင်အကြီးကြီးထဲမှာကျမရဲ့အလုပ်တွေကိုလည်းစတင်နေပြီဒါပေမဲ့ကျမမှာတင်ယူစရာတွေအများကြီးရှိနေပါသေးတယ်ကျမကပန်းပင်လေးကိုရှည်လောင်းနေရင်နဲ့ကောင်မလေးတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။လှုပ်လေပြော မဟုတ်ရင်တော့နိကွန်ကအဲ့ဒီညစ်ပတ်နေရဲ့ရှီကန်တွေတဲ့ကိုတွန်းချပြစ်လိုက်မှာနော်။ဘာဖြစ်နေရလဲ။နိရှာကိုကြောက်ချီသွားလို့လား။စကားကိုတော့မချစ်ပဲနဲ့မပြောနိုင်ဘူးမလား။အလကားလူ။နိကအိမ်ကိုအရှက်ခွဲဖို့ပဲတက်တယ်။ဟေးနင်တို့တို့မနောက်ရှက်ကြနဲ့။တကယ်ရှက်စရာကောင်းတာကဘယင်ကြီးကနိရဲ့ဒီလောက်ကောင်းကြည့်ကြည့်ပေါ့ကို။ trap ဖူကိုမရောက်ရအောင်စောင်းပေးချင်နေတာ။အဲ့ဒါကိုဖင်မနိုင်မဲနဲ့ပဲစင်းစားရလို့ခေါ်ရယ်။ဘာ?နင်ကဘလို့ပြောလိုက်တာလဲ။နင်ကညံ့ညံ့ဆဆ ငါကတော်ဝင်ဆောင်ကိုပြောနေတာ။နင်းနဲ့မဆိုင်ဝင်ပပနဲ့လေ။နင်းကောင်းကြီးကတကားပေါက်နေတော့စမ်းပါမလားအရှင်မရဲ့။ဒါမှမဟုတ်ကျွန်တော်မြို့မတို့ကဒီတကားကိုအရင်ဆုံးချအောင်လုပ်ပေးရမလား။ဒီတော့မှသူတို့လည်းထားပြီးတော့ထွက်သွားပါရဲ့။ကိုယ်ကဲပဲလို့ကျေးဇူးတင်ပါရယ်။ကိုကအယ်ဖီပါ။ကျမရှင်သိတယ်လေ။ရှင်ကအရှင်သားပဲ။ရှင်ကြောင့်ကိုကျမတို့စားအုပ်ထဲမှာဖမ်းနေရတာပဲဟာ။ဥပမာရှင်ရဲ့ဘေးတော်ဖေကမုံညင်းနေနဲ့မတည့်ဘူး။ ပြီးတော့သူ့ကြောင်လေးကလည်း protein bar တွေမစားဘူး။အေးဒါနဲ့အရှင်သား Alfonso ကိုတိလား။မတိပါဘူး။ဒါပေမဲ့မင်းကိုအဲ့လိုပဲခေါ်ပေးလို့ရမလား။ညီပေါင်းကျမပြပြမယ်။ရှင်မှာစကားပြောတာအခက်ခဲရှိတယ်။အဲ့ဒါကိုကူညီပေးနိုင်မဲ့သူတယောက်ကိုကျမတိထားရလိ။ဒီလိုနဲ့ကျမနဲ့ Alfonso လည်းတပူပူတွတ်တွတ်ဖြစ်လာခဲ့ကြပါရဲ့။သူ့ကိုလူကြားထဲမှာစကားပြောဖို့ပြောနေတွေကိုကျမသင်ပေးခဲ့ပါရဲ့။ ူကတော့ကျမရဲ့ဖះပေးတဲ့လက်ဆောင်ဖြစ်တဲ့စကားများရဲ့စွမ်းရည်ကို short ချပြီးတော့စကားပြောနှုတ်ကိုဘယ်လိုနှီးသွင်းအောင်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သင်ပြပါရယ်။ဒီလိုနဲ့ကျမတို့တွေလည်းမင်းသားလေးစကားပြောတဲ့အခါဝေါ်ဟာရကြွတွေနဲ့ဘယ်လိုပြောရမလဲဆိုတာတွေကိုအတန်တွက်ပြီးပြီးတတ်တာနဲ့သင်ပေးခဲ့ပြီးတော့ gain တွေလည်းတူတူဆော့ခဲ့ကြပါရယ်။သူစကားမထစ်တော့အောင်လို့ karaoke လည်းတူတူဆော့ခဲ့ကြရယ်။အန်တွင်နဲ့အဖိုးအပြင်အယ်ဖွန်ဆိုကကျမဘေးနားမှာရှိစေခြင်းကြတဲ့နောက်ထပ်တဦးရဲသောသူဖြစ်လာပါဗျ။ ကိုဂျီစီရေးပြပွဲအတွက်မင်းကိုပြောနိုင်မယ်လို့မထင်ဘူးထပ်ပြီးတော့စကားထစ်သွားရင်ဘယ်လိုလုပ်မလဲကျွန်မရှိနေမှာပါအဆင်ပြေသွားပါလိမ့်မယ်ကျေးဇူးပါပဲခါရာသူကျွန်မကိုဖတ်လိုက်တော့ဘာလို့လဲမသိဘူးထူးထူးဆဆနဲ့ကျွန်မရှင်ဘက်ထဲလေးပြလေးတွေပြန်သွားတယ်လို့ခန်းစားလိုက်ရပါတယ်ကျွန်မတို့ဒီမင်းကိုအတွက်လေးစင်နေခဲ့ကြတာလားနဲ့ချီပြီးကြားခဲ့ပါတယ်နောက်ဆုံးတော့မင်းကိုပြောရမယ့်နေ့ကိုရွှေ့လာခဲ့ပါပြီအဖိုဆိုမင်းကိုမပြောခင်မှာအစမာရာတာက ာယာကျိုးတွေကိုရှောက်ရှိပုတ်လုံနေတာကျမတွေ့လိုက်ပါတယ်။သူလုံနေတာကဘယ်နည်းနဲ့မှကောင်းတဲ့ယူရချက်မဟုတ်နိုင်ပါဘူး။အစမာရာတာဘာတွေလုံနေရလဲ။ဒါကငါ့ကိုအရှင်မကြီးလောက်ခိုင်းတာ။နေသိကျင်နေဆိုရင်လေတေချာလေးစောင့်ကြည့်နေပေါ့။ငါမောင်လေးကဘလောက်တောင်တနာစရာကောင်းနေလဲဆိုတာကိုတလောကလုံးမြင်အောင်လို့ငါကပြတော့မှာ။ဒါကသူစကားထင်နေတဲ့ဗီဒီယိုလေး။ဒီဗီဒီယိုကိုဖွင့်ပြလိုက်ရင်သူ့နေရာကိုသူသိသွားလိမ့်မယ်။ နင်ကညံကောင်းမီထက်မြတ်တဲ့သူဆိုရင်တော့ဒါအောင်မသိချင်ဆောင်နေလိုက်တာပိုကောင်းလိမ့်မယ်။ကျမရဲ့တူရဲတော့တငယ်ချင်းကိုသူ့ကိုဖျက်ဆီးခွင့်မပေးနိုင်ပါဘူး။ဒါကိုလုပ်လိုက်လို့နန်းတော်ကနေအနှင်ထုတ်ခံရမယ်ဆိုရင်လည်းကျမအတွက်အဆင်ပြေပါတယ်။ကျမကြွန့်ကျင်တဲ့တူရဲတော့အရှာကိုကျမလုပ်ခဲ့တာပဲလေ။ကျမအတန်တုလုပ်ပြီးတော့စကားပြောခဲ့တာပေါ့။ကျွန်တော်ဖာကင်မေတော်ကြီးတိဆောက်ထားခဲ့တဲ့တိုင်းပြည်ကသူတို့ကိုကြိုးအတွက်ပဲကြည်ကြတဲ့သူတွေရဲ့နှောက်ရှက်ခြင်းကိုခံနေရပါတယ်။ ကြည့်လို့နဲ့ကျမတို့မိန်ကွန်းပြီးသွားတဲ့အချိန်မှာတော့ Alfonso ကတနင်္ဂနွေလုံးမှာလူတွေအကြားရဲတော်တော်လေးကိုနမဲကြီးသွားတာပေါ့ကိုမင်းကိုကျေးဇူးဘယ်လိုဆက်ရမလဲတော့မသိတော့ပါဘူးကျမက ရှစ်ပတ်မှာပဲဆိုတော့ရှစ်ရမက အခွင့်အရေးလေးနည်းနည်းတော့ရှာမှာမဟုတ်ဘူးကျမတို့ကအတွင်းကြီးတယ်နော် El ကိုလည်းမင်းကိုပြောမလို့ပဲကာရာမင်းကွန်းကအရန်ကောင်းတယ်နော် ကိုမိပါရီကကိုကိုကဘာလက်ခီးပို့ပေးမယ်တဲ့အဲအကြောင်းကိုတနည်းလောက်တော့ဒီမှာရှိမှာမဟုတ်ဘူးအော် အမ်ကျမရှင်းတော်ဝမ်းတာပါတယ်။ကိုမင်းကိုနေတိုင်းတက်တော့ဗီဒီယိုတွေတော့ပို့ပေးနေမလေး။အချိန်တိုင်းပို့ပေးနေရောပြီးတော့ကို့မှာအန်အိုဆန်နောက်ထပ်တစ်ခုရှိသေးတယ်။ကိုခမီးတော်ကိုမင်းကကို့အများကြီးကူညီပေးခဲ့တဲ့အကြောင်းကိုပြပြလိုက်တယ်လေ။အဲဒါကြောင့်သူကမင်းကိုလည်းချီးကျူးပြီးတော့ဘောနပ်စ်ပေးတဲ့အနေနဲ့တိုင်းပြည်ထဲကအကောင်းဆုံးကျောင်းတစ်ကျောင်းမှာထားပေးမယ်တဲ့။အကယ်လို့တစုံတစ်ယောက်ကချီးကျူးခံရပြီးတော့အတိမတ်ပြုခံရမယ်ဆိုရင်အဲ့ဒီသူကမိမက်ဖြစ်တင်တာ။ ကျမဒီအယုံနဲ့တွေ့တွေ့ချင်းမှာပဲတိလိုက်တာကဒီကောင်လေးကကျမရဲ့မောင်လေးလို့ပဲလို့ခံစားလိုက်ရတာပါ။ဒါပေမဲ့အခုကျတော့ပြောင်းလဲလာပါတယ်။ကျမတို့တူတူရှေကန်းသားမှထိုင်နေကြရင်နဲ့သူ့မျက်ဝန်းနေတဲ့ကိုကျမကြည့်မိလိုက်တယ်။ကျမသူ့ကိုများသဘောကျနေမိပြီလား။ဒီလိုနဲ့ပဲကျမရဲ့တငယ်ချင်းလေးကသွားခဲ့ပြီပဲ။အခုတော့ကျမရဲ့နာမခေါင်းကြီးမလေးပဲရှိပါတော့တယ်။အားလုံးကလည်းကျမရဲ့ပထမဆုံးကြောင်တက်ရလေးအတွက်စိတ်လှူရှာနေကြတာပေါ့။ကျမကလွှဲရင်ပါ။ ျမကတော့တတိုင်းပြည်လုံးမှာအချမ်းသာဆုံးကျောင်းကိုတက်ရတော့မှဆိုပေမဲ့ကျမကချမ်းသာနေရမှာမဟုတ်တာကျမဝတ်တဲ့အင်ဂျီတွေကလည်းဒီဇိုင်နာချုပ်တွေမဟုတ်ဘူးလေကျမမှာချမ်းသာတာဆိုလို့ကျမရဲ့အုံနောက်နဲ့ပါဇက်ပေါက်ဂျဲကြီးတစ်ခုပဲရှိပါတယ်ဒါပေမဲ့လည်းဒါကကျောင်းလေးတက်တာပဲဆိုတော့အရင်ကြီးဆိုးနေမယ်လို့တော့မထင်ခဲ့ပါဘူးအင်းပေါ်လေမဆိုးတော့ပါဘူးဟွန်းကျမကတော့မင်းသမီးဘက်မှာမရှိခဲ့ပဲနဲ့ဗျွေးမောက်သွားပြီဆိုတော့နောက်ထပ်6လောက်ကတော့ဒုက္ခတွေတသိကြီးနဲ့ဖြစ်တန်းရအောင်ပါပဲ။ တကယ်ချင်းလည်းမရှိဘူး။ကျွန်မလည်းကိုယ့်ရဲ့အားလျက်တွေကိုရှိတာလေးနဲ့ပဲဖြတ်တန်းလိုက်ရပါတယ်။ဒါလေးတွေနဲ့လည်းအဆင်ပြေပါတယ်။ပန်းလေးတွေနဲ့လေသူစမ်းနေပေမဲ့နေဆက်တဲ့အကြောင်းတွေတို့အာကာသအကြောင်းတွေတို့ကိုကျွန်မဘာမှမမှတ်မိတော့ပါဘူး။ကောင်းကောမော်လိုက်။ရုပ်တရက်ကြီးကျွန်မကောင်းဖို့ကိုဘာကြီးစလာတာလည်းမသိဘူး။ညီလုံးကြီးများကျွန်မကောင်းဖို့ကြွေးကြလာတာလား။အရှင်ကဆိုပိုလိုဘလုံးတွေကိုဝါးတို့လဲတာတို့ရာဘာတို့နဲ့လောက်တာအခုကျတော့သူတို့ကပလတ်စတစ်တွေနဲ့လောက်လာကြပြီ ဒါတွေကတက်ရောက်မှုတော်တော်လေးကြီးရယ်နော်။ပလတ်စတစ်ကကြောက်ဖို့ကောင်းတယ်။တနိုင်ကိုမိုင်ပေါက်တရားစောထိတက်ရောက်မှုရှိရယ်။နေပါအောင်မင်းကငါ့ကိုနမ်းဖို့ခွင့်တောင်းနေရလား။ငါ့မြင်ကမင်းုံသဘောကျလို့ရက်။ငါပြန်လာတဲ့အခါမင်းကိုဒီလိုတွေ့ရမယ်လို့တော့မမျှော်လင့်ထားမိဘူး။ကဲပါပြန်လာတဲ့အနေနဲ့မင်းကိုရှေ့ကင်းဖို့လိုက်ကြွေးမယ်နော်။ကျမမင်းသားလေးနဲ့တူတူမြင်စီပြီးထွက်သွားတော့ကောင်မလေးရဲ့အကုန်မနာလိုဖြစ်နေကြတဲ့အစွာကိုကျမခန်းစားမိနေပါရဲ့။ကောင်မလေးရဲ့အကြီးကကျမကိုဝါတော့စားတော့မလို့ပဲ။ ကျွန်မကတော့ခရီးဆိုင်မှာအားပါဦးယူချင်စရာပဲ तू ကတော်တော်လေးကိုချောလာတာသူနဲ့ကျွန်မဝေးသွားတာကမှတနှစ်လောက်ပဲရှိသေးတာလေကိုလည်းအမင်းကိုပြန်လာမယ်ဆိုပြီးတော့အကျုံမပြောမိတဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့ကိုရဲ့အဖေကသူ့ရဲ့ယာတုကိုကို့ရက်ပစ်မယ်လို့ပြောလာတယ်ဒါကသတင်းကောင်းမလေကျမရှင်ကိုကြည့်လိုက်တာနဲ့ရင်ရှင်ကဘင်းကောင်းတစ်ပါးဖြစ်မယ်ဆိုတာကိုကျမတက်အပြောရတယ်။ကို့အမကဘာမှမပြောဘူးဆိုရင်ပေါ့။သူ့ဘက်မှာကဘင်းမကြီးတစ်ပါးလုံးရှိနေသေးတာ အမေကတော့အမအစမာရာတာကိုဘီယမဖြစ်ဖို့အတွက်ဘယ်နည်းနဲ့မဆိုကြိုးစားမှာအစမာရာတာကိုကျမရဲ့ဘီယမနေရာမှာမြင်ကြည့်လိုက်တော့ကျမတော်လီဒေါသထွက်မိသွားတယ်ဒီလိုဆိုရင် သူဘီယမဖြစ်မလာအောင်လို့ကျမတို့ကြိုးစားကြရင်ဘယ်လိုလဲအဲ့ဒီအချိန်ကနေစပြီးတော့ကျမသိလိုက်ပါတယ်ချီနန်းကိုသူမရစေရဲ့အတွက်ကျမအစွမ်းကိုကြိုးစားတော့နိုင်နေစရာပါကျန်ကောက်ကောင်မလေးတွေအကုန်လုံးကဆိတ်ရှုပ်စရာကောင်းတယ်သူတို့အကုန်လုံးကမင်းသားလေးအယုံဆိုင်တာကိုခံရဖို့အတွက်အတင်းကြိုးစားနေကြတာ သူတို့တွေကတော်တော်များများကအစ်မာရာဒါတွေနောက်လိုက်တွေပါအကုန်လုံးကအယ်ဖွန်ဆိုကိုဆွဲချကြည့်နေကြတာလေကောလာဟာလာတွေလည်းဖြန့်ကျင်နေကြတာဒါကသူပြင်ဖြစ်လာစေဖို့အတွက်အနှောက်ယှက်ဖြစ်စရာပဲကျမရှိနေတည်းရောအယ်ဖွန်ဆိုမှာဒါမျိုးလုံးဝမဖြစ်စေရဘူးအားလုံးပဲဆွေတော်မျိုးတော်ဝင်နေလာနေပြီနောက်ကိုခြေလန်းသုံးလန်းဆုပ်ပါချီလို့တော့ရတယ်ဒါပေမဲ့ထီလို့တော့မရတော့ဘူးနေပြောက်ကလေးထိုးသွားစလို့မျိုးတစ်ချက်ဘယ်လန်းကြည့်လို့ရမယ်နော်ပြီးရင်တော့နင်တို့တွေဟိုဘက်လက်လိုက်ကြတော့ အယ်ဖွန်ဆိုကကျမကိုသူ့ရဲ့ပေါင်းတဲ့ဆက်ဆံရေးလက်ထောက်ပြလို့စေချင်ပါတယ်။သူ့ရဲ့တက်တော်ဆောင်နေတဲ့ကတယောက်လိုမျိုးကျမကိုရှိစေချင်နေတဲ့ပုံပါ။ကျမကအဲ့ဒီမြေခွေးတွေကိုအဝေးတွန်းပို့ပို့လုပ်နေတဲ့အချိန်မှာပဲ။ကာရာကိုရိုစကားပြောပို့လုပ်နေပြီနော်။ဒီတန်နေနဲ့မစားရဘူး။ကိုမေကိုမေးစရာရှိတယ်။မင်းကိုကောင်မလေးဖြစ်ပေးနိုင်မလား။အမှန်တမ်းပြောရင်ကျမလည်းလန့်ဖြတ်သွားတယ်။အလုံးလည်းလန့်ဖြတ်သွားခဲ့ပါတယ်။ကျမကဒီတိုင်းတာမန်ချန်ဆိုင်စားတဲ့သူလေးပဲဖြစ်နေတာပါ။ အခုတော့ကျမကတကြောင်လုံးရဲ့တမျိုးလုံးရဲ့ပြောစရာလူဖြစ်သွားပြီလေ။တိုင်းပြည်ရဲ့အနာဂတ်ဘရင်ကျင်ရတော့ကနောက်နေ့သတင်းစာရီးထဲမှာကျမဆိုပြီးတော့ပြောကြတော့မှာ။တကယ်ကကျမအယံလက်လန့်သွားသလိုအယံလက်စိတ်ဖြစ်စီသွားရပါတယ်။အဲ့လိုလည်းမပြောနိုင်ပါဘူး။အားကြောင့်ကျမလည်းကျမရဲ့အေဂျင့်နဲ့ဥရှင်လေးထဲမှာလန်ထရရှောင်းနေလိုက်တာပေါ့။ကျမကပန်းပွင့်လေးတွေနဲ့ပဲအတူတူရှိနေချင်ုံပါ။ဥရှင်လေးကိုသွားနေတဲ့ချိန်မှာနေမယ်။ဥရှင်နဲ့ကဖြစ်ပျက်တွေကိုမြင်လိုက်ရပြီးတော့ကျမလည်းကြောက်တော့မတက်ဖြစ်နေပါတယ်။ ကျမရဲ့ပန်းတွေအားလုံးဖျက်ဆီးခံလိုက်ရပြီ အောက်တွေမှာလည်းပြန်ကျဲနေရပဲဒီလောက်ထိရက်ဆက်ပြီးတော့ကောက်ကျစ်တဲ့လောက်ရက်ကိုလုံနိုင်တဲ့သူဆိုလို့တယောက်ပဲရှိပါတယ်ဟမ်ကြောင်မင်းတို့သတိပေးတဲ့အနေနဲ့ထားလိုက်မယ်နော်မင်းကငါ့ရဲ့သားတော်ကိုဘယ်တော့မှမတွေ့ရဘူးချီနန်းကလည်းအစမာရာဒါရဲ့အပိုင်မဖြစ်လာတော့မှကျမလည်းအရန်ကိုဝမ်းနေနေတာပေါ့နောက်တနေ့ကျတော့ကျမရဲ့ဥရှင်လေးကပြက်စီးသွားပြီလို့ဆိုပြီးတော့ပြင်မာကြီးရဲ့လက်အောက်မှာအလွတ်လွတ်ပို့အတွက်ခိုင်းစီခံလိုက်ရပါတယ် ဆိုရရဲ့ကိစ္စရဖြစ်တော့မယ်ဆိုတာကိုကျမသိနေပေမဲ့လည်းကျမမျှော်လင့်နေမိတော့ပါဒီနေ့အတွက်မင်းလုပ်ရမယ့်စီးရင်တွေနော်အာအရင်ဆိုးနေရတာလည်းမဟုတ်ပါဘူးလေဥရှင်ထဲမှာတော့ကမိကိုရောအပြစ်တင်နေလိုက်သေးတယ်ဒီကိစ္စအတွက်ဘယ်သူမှအထီးကတာဝန်ရှိနေလဲဆိုတာကိုဒရန်ကသိနေရဆိုပေမဲ့လည်းပေါ့အဲ့ဒီနောက်တော့ဘီမကြီးကကျမဘွားကိုစပြီးတော့ရှုပ်ထွေးအောင်လုပ်ခဲ့ပါတယ်ကျမတတိယမိတဲ့ကောင်းကွယ်ဆိုလို့ကျမရွှေလို့ဖိုးတန်တဲ့အဖိုးက အချိန်လေးနည်းနည်းတော့မဆိုင်မနဲ့ကျမရဲ့နာမည်ပြတ်မဖြစ်အောင်လို့ရှင်းပေးထားတာဖြစ်ပါတယ်။အဖိုးကလုံခြုံရေးအနေနဲ့စကားပြောပြတဲ့နောက်မှာတော့ဘီရင်ကြီးကဘီရင်မကြီးရဲ့လုပ်ရက်တွေကိုတအားတော်သထွက်သွားခဲ့ပါတယ်။နောက်ပြီးတော့ကျမအရှင်လုံနေချနေရကိုလည်းချက်ချင်းပြန်ပြီးတော့ပေးပါတယ်။ကံမကောင်းချင်တော့ကျမရဲ့အလုပ်ကိုဖော်ပြထားတဲ့နေရာမှာဘီရင်မကြီးကြောင့်အပြောင်းလဲနည်းနည်းလေးဖြစ်သွားပါတယ်။ဘီရှင်မကြီးကကျမကိုနန်းတော်ရဲ့တန်ရှင်းလုပ်တဲ့ကောင်မလေးလိုပဲသဘောထားတာ။ဘာမှတော့ပြောင်းလဲသွားတာမျိုးမရှိပါဘူး။အခုကအထဲမှာအလုပ်လုပ်ရတယ် အရှင်ကတော့အပြင်မှာအလွတ်လွတ်ရတယ်။ဒါပါပဲ။ဒီအလုတ်ကကျမနဲ့ kait ပါတယ်။ဒါကတော်ဝင်ပြစ်ကလေးမှာအရေးကြီးဆုံးညာဆိုတော့တနီနီနဲ့ကျမအယ်ဖုန်းဆုံးတဲ့စကားပြောမှရတော့မယ်။ကိုမင်းကပြောလို့မရဘူး။မပြောနိုင်တော့ဘူး။ဒုက္ခပါပဲ။ရှင်မပြောနိုင်ရင်အစမာရာတာနဲ့ဘီယင်မကြီးကချီနှက်ကိုယူသွားအောင်မနော်။သူတို့အကြောင်းကိုမပြောလိုက်နဲ့ငါသူတို့နဲ့ပြစ်တင်တာတွေအများကြီးတက်ထားတာမဖြစ်တော့ဘူးမဖြစ်တော့ဘူးမဖြစ်တော့ဘူးနောက်ကျလွန်သွားပြီ လှပတော့မှာမဟုတ်ဘူးနော်။ကျမဘာပြောခဲ့လဲဆိုတာကိုတော့မှကျမမမှတ်မိတော့ပါဘူး။ဒါပေမဲ့ဘီမကြီးနဲ့သူ့ရဲ့ကောက်ကျစ်တဲ့သူ့သမီးပေါ့ကျမဒေါသတွေစုပြုံပြီးတော့ထွက်လာခဲ့ပါတယ်။ဘာလို့တက်ကြနေရလဲ။အဖုန်ဆိုတဲ့မင်းကကပြိုင်ပွဲတစ်ခုလိုမျိုးကိုဖြစ်သွားခဲ့ပါတယ်။မင်းကရှေးရသားပဲနော်။စကားပြောတာမူးဝင်သွားပြီဆိုရနဲ့ဘာမှကိုမတားနိုင်တော့ဘူး။မင်းသားလေးကိုကုညီကွန်းရခဲ့တဲ့အတွက်အရန်ကိုဝမ်းမြောက်မိပါတယ်။အန်ဖိုဆိုညလုံးနိုင်ပါတယ်။ငါနဲ့ကိုရုံနဲ့နော် ကျေးဇူးပဲနော်မင်းပြတာမှန်တယ်ငါလုံနိုင်တယ်လာကျမလည်းတကားကိုဖွင့်လိုက်ရောကျမအမချင်းတစ်ခုကိုကျွလွန်လိုက်မိပြီးစရာကိုနားလည်သွားခဲ့ပါတယ်ထုတ်ခါပဲမိုက်ခရိုဖုန်းကိုဖွင့်ထားမိလိုက်တာပဲကျမတော့ပြစ်မှုအကြီးကြီးကိုအားလုံးရှိမှဝန်ခံလိုက်မိပြီဟုတ်တယ်မင်းကငါတို့နဲ့ငါတို့တိုင်းပြည်ကိုစော်ကားလိုက်တာပဲမင်းနဲ့မင်းရဲ့အဖိုးကဥပဒေကိုမထီမဲ့မြင်ပြုလုပ်မှုအတွက်နှစ်ယောက်စလုံးအပြစ်ဒဏ်ကြားခံရမယ်ဟမ်ငါကတော့ရေရတယ်လို့ပဲထင်တယ် ငါတို့ရဲ့ခြေထဲမှာအဲ့ဒီရှာကအနှစ်တော်ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ဘူးလားအရှင်မင်းကြီးကဘာကိုပြောချင်တာပါလဲဘင်းရဲ့ဘဝမှာရဲစရာရစရာကိုမင်းနေခဲ့ပြီမဟုတ်ဘူးလားသူ့ရဲ့ဟာတာတွေကရဲဖို့ကောင်းတယ်လို့မင်းမထင်ဘူးလားရှင်သမီးကိုစော်ကားနေတာကိုရှင်သိသေးရဲ့လားအဲ့ကောင်မှရဲစရာလို့တွေးနေရလားကျွန်တော်သမီးရဲ့ကောင်းကအာဂါတာတွေတဲ့ကအချက်ပြတာကောင်မှဖမ်းယူလို့ရတဲ့ချီအရန်ကိုကြီးနေရဆိုပြီးတော့သူပြောနေတာကိုရှင်မကြောက်လားဟာဟာရှင်ရပါတယ် တကယ်လဲတစ်တော်နေရဟာပဲလေနင်ကောရှုံနေမလားအင်းငါရှုံနေတခြားဘယ်ဟာသားတွေကိုကြိုက်နှစ်သက်သေးလဲအရှင်မင်းကြီးအာဟိုတခုอ่ะဩဘီမကြီးရဲ့ဈေးဝယ်ထက်တဲ့အကျင့်ကိုဟာတလောက်ထားလीအာကျွန်တော်မြို့မှာအခုမှအဲ့ဒါကိုသိတာပါဈေးဝယ်ထက်တာကအခုတော့ပညာရှိစီကိုတွားရတာတည်းတော်တော်လေးတော့တတ်တာပါတယ်။ဒါပေမဲ့အရှင်မကြီးရဲ့ပုံစံကနည်းနည်းတော့ဆိုးတယ်လေ။သူ့ရဲ့လက်ရည်တွေကအခုထုံးနဲ့မှပါနေတတ်တာမို့လို့ပါ။ အဲ့ဒါကိုဈေးထဲမှာကြိုးကြောင်ဝယ်သွားတယ်လို့ခေါ်ပါတယ်။မင်းကတော်တော်လေးကိုရေရတာပဲမင်းကလေး။အဲ့ဒါကြောင့်မလို့မင်းကိုငါကိုရိုနာမှာအဖော်ပြုတ်ဖို့အတွက်ကြော်တော်ဆက်အနေနဲ့တာဝန်ပေးလိုက်တယ်။အဆောင်နေသူ့ကိုလွတ်ပေးလိုက်။အခန်းအစ်နဲ့အလုပ်အသစ်ပြီးတော့ရေရတဲ့ဝတ်စုံတစ်ခုလည်းသူ့အတွက်ပေးထားလိုက်။ကျမကိုကျမတာဝန်သွေးတယောက်လိုခံစားလိုက်ရပါတယ်။ညစ်တွေအတော်ကြာတဲ့အချိန်လက်ရောက်ညစ်တွေဖြစ်အောင်လို့ကျမလည်းဟန်ဆောင်နေနေရပါတယ်။ရှင်ကတော့သွားပြီ။ ီးရင်မကြီးကသူ့ရဲ့ရှေ့နေရစီတို့သွားပြီးတော့အရှင်မင်းကြီးယူနေပြီဆိုတဲ့အကြောင်းကိုပြပြတယ်။ဘာလို့လဲဆိုတော့ယူနေတဲ့မင်းကလေးတယောက်ကိုနန်းတွင်အပြော်တော်တယောက်အနေနဲ့ခန့်လို့ရတယ်။ဘီးရင်မကြီးကအစမာရာတာကိုဘီးရင်မဖြစ်အောင်လို့ဘလိုနည်းနဲ့ပဲဖြစ်ဖြစ်လုပ်ပေးမှာတော့အသေးချပါပဲ။ဒါဆိုကိုရောဘာဆက်လုပ်ကြမလဲ။နိုင်အောင်လုပ်ကြမလဲ။ကျမတို့အတူတူနိုင်အောင်လုပ်ကြတာပေါ့။နောက်ဆုံးတော့ရလာပြီပဲ။တိုင်းပြည်ကိုဘသူအုပ်ချုပ်မလဲဆိုတာကိုဆုံးဖြတ်မယ်နေရလာပါတယ်။အစမာရာတာလား အယ်ဖွန်ဆိုလာဒါမှမဟုတ်ကျမချင်းပြောရဲအယ်ကတော်တော်လေးကိုစိတ်လှုပ်ရှားနေမှာအော်မင်းနေလိုက်တာသူ့စိတ်ပူကြမလို့ပါဘူးကျမသူ့နားမှာရှိနေရပဲတရားသူကြီးမင်းရှင်ကျမကတော့တခေါပြန်ကောင်အကြောင်းကိုတင်ပြချင်ပါတယ်မင်းသားအယ်ဖွန်ဆိုရဲ့ပလင်ကိုစွန့်ခွာပေးဖို့ရတော့ဘလို့မှဖြစ်နိုင်ပါဘူးပထမတစ်ချက်သူ့မျက်နှာကိုကြည့်လိုက်ပါအောင်ကန့်ကွက်ပါတယ်ဆက်ပြောပါကန့်ကွက်တာကိုလက်ခံတယ် မင်းမတခြားတင်ပြစရာတသက်ရှိသေးလို့လားမေးပေးလို့ကျေးဇူးတင်ပါတယ်နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တင်ပြစရာရှိပါတယ်ကျမပြောလိုက်ပြီးတဲ့နောက်မှာတော့တတိုင်းပြည်လုံးကဝိုင်းရဲကြပါတယ်အဲ့ဒီနေ့လည်းပြီးတော့ကျမကနာမည်ကြီးသွားတာပေါ့နောက်တဲ့နေ့လည်းရောက်တော့မြင်မာကြီးနဲ့အစမာရာတာကထွက်သွားခဲ့ပါပြီကျမကမြင်မာကြီးနဲ့အစမာရာတာကိုအရင်ကထပ်ပို့ပြီးတော့နာမည်ကြီးအောင်လုပ်ပေးမိလိုက်တာပါသူတို့မျှော်လင့်ထားသလိုမျိုးနာမည်ကြီးရတာမဟုတ်ဘူးပေါ့ ဘရင်စီအယ်ဖိုဆိုကတော့တော်တော်လေးကိုကြီးမြတ်တဲ့ဘရင်တစ်ပါးဖြစ်လာနေတာပဲအားလုံးတို့လည်းစဉ်းစားပြတတ်တယ်စီယုံရင်လည်းကောင်းတဲ့သူတယောက်ပဲကျမထင်တာတစ်ချက်ကိုအတော်လေးသူနာမည်ကြီးလာခဲ့ပါတယ်ကျမရဲ့အားနည်းစလို့သတ်မှတ်ထားတဲ့စကားများတဲ့ယောဂကလည်းထိတ်ဆုံးတန်ဖိုးထားရတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်ပြီးတော့အခုကျမကဘရင်မကြီးတယောက်အနေနဲ့ပြောစရာလေးတွေရှိနေတာပေါ့ဆယ်လန်လေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းဒီလိုချိန်မှာပြည့်တယ်လို့နဲ့အတူပြန်လည်ဆုံတွေ့ချင်ပါသေးတယ် တာယာအေဂျင့်နဲ့နေရာတွေကိုပိုင်ဆိုင်နေချပါစီနော်